်နဲ့အဲ့လက်နက်ကင်တွေအားလုံးကိုလက်နက်ဖြုတ်သိမ်းမယ်စစ်ကောင်စီနဲ့အတူတူတဒန်းတစားတဲ့ကျွန်တော်တို့ဒီစစ်ရာဇဝတ်ကောင်ဖြစ်အေးအေးယူမယ်နိုင်ငံကြီးလုပ်ခဲ့ပေးမယ်သူတို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုကျွန်တော်တို့သိမ်းမယ်သူတို့တွေအားလုံးကိုထောင်တွင်းအချင်းချမယ်လက်နက်ရှိတာပဲဆိုတဲ့ဇကားနဲ့တော့လူပါလာမောရတယ်စစ်ကောင်စီတော့မကြောက်လို့ပြန်ဒေါ်လာနေတာအသိတို့ကိုဘယ်တော့အခါမှနိုင်ငံကြီးရာသီမပြူမှာမဟုတ်ဘူးအဲ့အကူကြီးနဲ့အင်အားယူနေရတဲ့အချိန်အဲ့တော့အခုကျွန်တော်တို့ကိုချီကိုလည်းနဲ့ တနက်ကန်ဖွဲလည်းရှိနေပြီအုတ်ချုံနေမြေလည်းရှိနေပြီထိန်းချုံနေမြေလည်းရှိနေပြီမစ်စုများလုံးဝမိကလာပါနီပေါ်ရီကတော့ခုချိန်မှာတော်တော်လေးကိုလောင်နိုင်နေပါပြီအိမ်အနိုင်စားမှုဖြစ်နေတဲ့ပုံစံကိုရှိပါတယ်ဒီကတော့လာရှိကကိုကန်တက်တီဆုတ်ခေါ်သွားတဲ့အချိန်မှာဒီသတင်းတော့တော်တော်လေးချိခိုက်သွားတယ်ပေါ့နော်ကဲထားသွားတယ်သူတို့ဆောက်ယူတော်လိုင်းလားနွေဦးတော်လိုင်းလားမသိဘူးနော်အဲ့ဒါတော့တော်တော်လေးတက်ရောက်သွားမဲ့အချိန်မှာရှိတယ်ဗျာနော်အဲ့ဒါကြောင့်မို့တော်တော်လေးကိုယ်လုံးဝိုင်းပြီးတော့လောင်နေရတာကြာနော် လာရှိုးစစ်ကောင်စီလက်ထက်ပြန်ထည့်ပြီးတော့မယ်တဲ့ MND ကဧပြီလ21ရက်နေ့မတိုင်ခင်မှာလာရှိုးကို MND ကစစ်ကောင်စီလက်ထက်ကိုပြန်ထည့်ပြီးတော့မယ်တဲ့လူပေါင်းများစွာအသက်ပေါင်းများစွာပေးဆက်ပြီးတော့ကျွန်တော်တို့ဒီညိုတိန်တိုက်ပွဲယူတိုက်ထားတာပေါ့နော်ဒီတမျိုးလုံးအိမ်နေအိုးအိမ်နေသူများတစ်သက်လုံးရှာဖွေစားတောက်ထားရတဲ့ဒီစာရှာဖွေထားရတဲ့ပေါ့နော်ဒီအိမ်နေစီးပွားရေးတွေအကုန်လုံးပေးဆက်ပြီးမှဒီမျိုးကိုပြန်တိုက်ယူထားတာပေါ့နော်အခုလို့အလွယ်တကူစစ်ကောင်စီလက်ထက်ကိုဧပြီလ21ရက်နေ့မတိုင်ခင်ပြန်ပေးမယ်တဲ့ဒါကြောင့်လဲဆိုတော့သိချင်တယ်ပေါ့နော် ဒီလောက်ကျွန်တော်မိတ်ဆွေတွေကျွန်တော်တို့ရဲ့ဒီအဆွေမျိုးသားချင်းတွေရအစားပေါ့နော်ဒီလာရှုံမျိုးတိတ်တိုက်ပွဲချောင်းလို့အများကြီးဆုံးရှုံးခဲ့ရတယ်အများကြီးထိခိုက်တယ်ဟိုအတီးတွေဆိုလို့တချို့ပေါ့နော်ဟိုအသက်ပေးလိုက်ရတဲ့သူတွေပါရှိတယ်ပေါ့နော်လင်ရင်နဲ့ဘုံကျဲတယ်ဒီလောက်အထိပေါ့နော်ဟိုပေးဆက်ခဲ့ရပြီးမှဘာကြောင့်မလို့ဒီအလွယ်တကူပေါ့နော်စစ်ကောင်စီလက်ထက်ကိုမြို့ကြီးကိုပြန်ပေးမှလည်းပေါ့နော်အဲ့လောက်ပြန်ပေးဖို့လိုလဲကိုကိုနဲ့ပြန်ပေးဖို့စိတ်ကူးရှိထားတယ်ဆိုလို့ရှိရင်ဘာကြောင့်မလို့ဒီမြို့ကိုဝင်တိုက်ခဲ့တာလဲဒါစဉ်းစားလို့မရဘူးပေါ့နော် ဒီအဖြေကိုအတိအကျတည့်ရလူရှိရဆိုလို့ရှိရင်လည်း comment မှာရေးစေချင်တယ်ဟိုဘာအပြေးရှိလောက်ထားလဲ MND A ကဘာကြောင့်မလို့ဒီတော့ဖက်ဖက်ခေခေတိုက်ထားရတဲ့မြို့ယူပြန်ပြီးတော့စစ်ကောင်စီတဲ့ပြန်ထည့်ပေးတာလေစစ်ကောင်စီကိုပြန်မတိုက်ပဲလက်နဲ့ချပြီးစစ်ကောင်စီကိုနေမေလွှဲပေးလိုက်တဲ့လူအားလုံးဒီစစ်ကောင်စီနဲ့အတူမြေဥတော်လိုင်းရဲ့ရန်သူဖြစ်ပဲတတ်မှတ်တယ်အဲ့ဒီလူများအတွက်အနာဂတ်မြန်မာနိုင်ငံမှာလက်နဲ့ဖြုတ်သိမ်းရမယ်အဲ့ဒီလူများအားလုံးကိုဖမ်းဆီးရေးယူမယ် စစ်ကောင်စီကိုဖမ်းဆီးအရေးယူတယ်လို့ပဲအဲ့ဒီလူများအားလုံးကိုလည်းဖမ်းဆီးအရေးယူမယ်စစ်ကောင်စီများကိုနိုင်ငံရေးလုတ်ခွင့်ပိတ်တယ်လို့ပဲအဲ့ဒီလူများအားလုံးကိုလည်းနိုင်ငံရေးလုတ်ခွင့်ပိတ်မယ်အဲ့ဒီစစ်ကောင်စီရဲ့ပစ္စည်းများကိုအားလုံးပြည်သူပိုင်သိမ်းတယ်လို့ပဲအဲ့ဒီဒါဒီအရှင်းဆုံးကိစ္စပဲအဲ့ဒီ Bronze အနေနဲ့မြန်မာနိုင်ငံကြီးနဲ့မြန်မာပြည်သူတွေရဲ့သဘောဒီဒီရိုးသားတဲ့ ဒေါ်လန်လူစိတ်ကိုအဆုံးချပြီးကိုဂျိုးရှာပြီးစစ်ကောင်စီနဲ့ပေါင်းစားပြီး BGF လူလူပြည်သူစစ်လူလူပြူစောတိလူလူလက်နက်ကင်ပြီးမြမပြည်ပေါ်မှာလာလုတ်စားတဲ့ညီသည့်လက်နက်ကင်များကိုမဆိုကျွန်တော်တို့မျိုးဦးဒေါ်လန်ရေးကပြက်ပြက်သားသားဆန့်ကျင်နေစစ်ကောင်စီကိုအေးအေးယူသလိုပဲအဲ့လူတွေအားလုံးကိုလက်နက်ဖြုတ်သိမ်းမယ်အဲ့လူတွေအားလုံးကိုနိုင်ငံရေးလုံခြုံပိတ်မယ်အဲ့လူတွေရဲ့ပိုင်ဆိုင်မှုတွေဝါတွေရဲ့ပိုင်ဆိုင်မှုတွေကိုယ်ကတွေရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုသိမ်းယူမှာမြန်မာနိုင်ငံမှာဝရမ်းထုတ်မှာ လေလူတွေအားလုံးလည်းစစ်ကောင်စီနဲ့ပူးပေါင်းပါဝင်တဲ့လူမျိုးတုံးတပ်ဖြတ်မှုတွေနဲ့အကုန်တရားစွဲမှာဒါပဲမင်းကြီးရတာကောတော်လေးလောင်နိုင်နေပုံမယ်နော်ဒါဟာအရှင်းလင်းဆုံးဝါနေပေးလိုက်တာအရှင်းလင်းဆုံးဝါနေပေးလိုက်တာမြန်မာနိုင်ငံပြည်သူတွေကနိုင်ငံရေးအသီးအမှန်မပြုရင်ဘယ်တော့အကဟာမှမြန်မာနိုင်ငံမှာအသိလို့ပြည်သူစစ်အောက်ထဲမှာပဲအဲ့တရုတ်ရဲ့လက်အောက်နဲ့စစ်ကောင်စီအောက်မှာပဲနေခဲ့ကြတာ လာမရှုံးနဲ့အတင်းတို့ NUG နဲ့မပေါင်းနိုင်ဘူးလို့ပြောတဲ့ကအတင်းတို့ကိုကျွန်တော်တို့ကတော်တော်သီးခံထားတာ။ဒါကြောင့်လေစစ်ကောင်စီကိုတိုက်ပင်းနေလို့အတင်းတို့ဒီမိုကရေစီနဲ့မသွားနိုင်ဘူး NUG နဲ့မပတ်သက်ပါဘူးလို့ပြောတဲ့ကကျွန်တော်တို့ဒီသီးခံပေးထားတာ။စစ်ကောင်စီကိုတိုက်လို့အခုစစ်ကောင်စီကိုအတင်းတို့ကအကုန်ပြန်ပေးလိုက်မယ်ဆိုရင်တော့ sorry ပဲအတင်းတို့ဒီစစ်ကောင်စီနဲ့တန်းစားတယ်ကျွန်တော်တို့ကသတ်မှတ်ပါ။ဒါဒီပြတ်သားသောစကားတော့ပဲ။ ဒီစစ်ကောင်စီနဲ့ပေါင်းနေတဲ့လူတွေမပါလို့စီးလုံးညီညွတ်ကြီးပြတ်ပြားမယ်ဆိုတဲ့အကြောင်းပြချက်ကိုလုံးဝလက်မခံဘူး။ငကိုတွေကမြမနိုင်ငံရဲ့တတိကတိုင်းသားတွေမှလည်းပါတဲ့ဟာတွေမဟုတ်ဘူး။အခုမှတရုတ်နဲ့ပေါင်းပြီးတော့အစ်စ်လက်ထွင်းတဲ့အဖွဲ့တွေအစားတော့ပဲမနှုတ်ပဲဘောပြေးဆုတ်ခဲ့ပြီးတော့ကွာ။အဲ့တော့နောက်တော့မှလက်နဲ့ရှိတာပဲဆိုတဲ့စကားနဲ့တော့လူပါလာမောရနေစစ်ကောင်စီတော့မကြောက်လို့ပြန်တော်လာနေတာ။အသိတော့ကို ဘယ်တော့အခါမှနိုင်ငံရေးရာသီမပြူမှာမဟုတ်ဘူးအဲ့တော့ဒါဒီပြတ်သားပေါ်နေဦးဒေါ်လာရေးရဲ့ဗန်ဒိတာမင်းအဲ့ဒါဒီတိုင်းသားမှမဟုတ်တာသင်တို့စစ်ကောင်စီနဲ့ပေါင်းလိုက်သေးအသင်တို့ကိုတိုင်းသားလို့လည်းအသီးမပြူဘူးတရုတ်ຫນွယ်ဘွားတရုတ်စကားပြောတရုတ်နိုင်ငံသားလို့ပဲသတ်မှတ်မှာအဲ့တော့ပြောသေးပြောထိုင်လို့ပြောတာကျွန်တော်တို့စောင့်ကြည့်နေတာကြားပြီအချိန်တော်တော်ကြာကြာကိုသီးခံထားပြီးပြီ တရုတ်ရဲ့ဖိအားနဲ့စကားပြောနေတာကိုလက်ခံတယ်ဒါပေမဲ့ပြန်ပေးမယ်လို့ပြောလိုက်တယ်ဆို sorry ပဲညောင်းတော့ပဲမြန်မာနိုင်ငံဖက်ဒရယ်မှာတင်းတော့မပါတော့ဘူးတင်းတော့အသိမဲ့လည်းမပြုဘူးအတင်းတော့ကိုတဘုံတဘုံအဖွဲအနေနဲ့ပဲဒီမှာပြုတယ်မသိလို့မေးပြသေးဗျမနှိုးရဲ့ဖက်ဒရယ်ပြည်ထောင်စုကြီးကငဲပြီမှာရှိရှိနေတယ်လည်းနဲ့ကန်တစုကွန်မြူနတီစု တရုတ်လက်ဝေကအုပ်စုတစုနှင်းစီပါဒီအုပ်စုတစုအနေနဲ့တော့ပဲကျွန်တော်တို့ကအတိအမှတ်ပြုတာဒါဒီဖြစ်လာမယ်လို့လည်းမျှော်လင့်ထားပြီးသားပါဘာကြောင့်လဲကျွန်တော်တို့ကအင်အားယူနေရတဲ့အချိန်ကြီးကျွန်တော်တို့ကဟိုဟိုလက်နဲ့အကူညီနဲ့အင်အားယူနေရတဲ့အချိန်အဲ့တော့အခုကျွန်တော်တို့ကိုချီကိုလက်နဲ့ တနက်ကင်ဖွဲလည်းရှိနေပြီအုတ်ချုပ်နယ်မြေလည်းရှိနေပြီထိန်းချုပ်နယ်နယ်မြေလည်းရှိနေပြီဘယ်နေရာမှာလဲနည်းနည်းလေးပြောပြပါလားဦးတော်ဝင်အဲ့တော့အရှင်းလင်းဆုံးပြောတာအဲ့ဒီကိုကန့်ဆိုတဲ့လူ MNDA ဆိုတဲ့လူဒီမြန်မာနိုင်ငံသားများမဟုတ်ဘူးတရုတ်နိုင်ငံသားတွေဖြစ်တယ်တိုင်းရင်းသားဖြစ်လဲသိမှမပြုတ်ဘူးဘာဖက်ဒရယ်မှလည်းမပေးဘူးဘာပြည်နယ်မှလည်းမပေးဘူးအတင်တို့ဒီစစ်ကောင်စီရဲ့တိုင်းနိုင်ငံရေးလုပ်ခွင့်ပိတ်တယ် စစ်ကောင်စီအတိုင်းအသိတို့ကိုအဖမ်းဆီးရေးယူမယ်စစ်ကောင်စီအတိုင်းအသိတို့ကိုလက်နက်ဖြုတ်သိမ်းမယ်ပြပြသားသားမြန်မာနိုင်ငံကမောက်ထုတ်မှာဦးလန်ဝင်းမြန်မာနိုင်ငံပြန်လာပြီးတော့ပြောပါလားအဲ့တော့တောင်းပလောင်ကိုလည်းစောက်ကြည့်နေတယ်ရွာသားသားရှိတဲ့တောင်းလူမျိုးတွေကမုတ်ကုတ်တီသိမ်းပြီးတော့လူပါးွားမနေပါနဲ့ဒါဒီရှမ်းနိုင်ငံမှာ ဒါပြက်ပြက်သားသားပဲပြောတာအဲ့တော့အဲ့တော့ဒါကျွန်တော်တို့မြူတော်လိုင်းကြီးမှာပေါ်ပေါက်လာတော့အနေ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 ထိုင်သလိုပေါ့စီစစ်လိုက်တဲ့အမှန်တရားများဖြစ်တယ်။ရှမ်းပြည်နယ်မှာကျွန်တော်တို့ရှမ်းကိုပဲဒီမှာပြုတယ်။ဖြစ်တဲ့တာကမင်းတို့လာပြီးယူလိုက် ငါတို့ဆွဲပေးမယ်ရှမ်းတွေကိုဆွဲပေးမယ်မရှိပဲလက်နက်အားကိုနဲ့လူပါဝါတာဒီနေ့အဲ့ဒီစိတ်နဲ့တာအပန်းဆိုရင်သူကစစ်ကောင်စီကိုစုပ်ပေးမယ်ရက်ရက်ကဆက်နှက်ကပြီးတော့တခြားတိုင်းတခြားလက်နက်ကင်တွေဝင်လာမှာဆိုလို့သူကစစ်ကောင်စီနဲ့အတူသူတို့ပါစစ်ရုံးထိုင်ခဲ့မယ်ပူတွဲအုပ်ချုပ်မယ်အဲ့တော့စစ်ကောင်စီနဲ့ပူတွဲအုပ်ချုပ်တဲ့မိသူမဆိုတော်လန်ရဲ့သစ္စာပေါက်လောက်ကောင်နေပဲဖြစ်တယ် စစ်ကောင်စီနဲ့အတူစစ်ရာဇဝကောင်တွေပဲဖြစ်တယ်။အေလူတွေအားလုံးကိုဖမ်းဆီးရေးယူမယ်လက်နက်ဖြုတ်သိမ်းမယ်။အေလူတွေအားလုံးကိုမြမမီပေါ်မှာနိုင်ငံရေးလုံခြုံပိတ်တယ်စစ်ကောင်စီနဲ့အတူတူတရန်းစားတဲ့ပဲတတ်မှတ်ပါ။ကိုလိုလုံးမယ်ဒီပြင်ဘာမဟုတ်ဘူးစောက်တရဲလေးကြီးပဲ။အရင်တော့မင်းတို့ပဲတိုင်းသာဒီညီကိုလေးလို့ဟိုမဟာမိတ်တွေလို့ပြောခုကြတော့ဖြစ်လာပြန်ဟမ်မီ။အဲ့တနက်ကတောင်းရင်းတပုံနေမလို့ချအောင်ပါနောက်ထပ်လည်းချအောင်ပါကြည့်နေအေးလဲဆိုအောင်မလို့ပြောချင်တာက ပလောင်တွေကိုကျွန်တော်ပြောတာပလောင်လူမျိုးတွေပြောတာမဟုတ်အခုအာနာယူထားတဲ့စစ်ကောင်စီအားလုံးဒီကျွန်တော်တို့အခုအရေးယူတာဗမာလူမျိုးအားလုံးအရေးယူတာလားမြင်အောင်ကြည့်နော်အခုကျွန်တော် စစ်ကောင်စီကိုနိုင်ငံရေးလုပ်ခဲ့ပေးတာဗမာတွေနိုင်ငံရေးလုပ်ခဲ့ပေးတာမဟုတ်လေစစ်ကောင်စီကိုလို့ကျွန်တော်ပြောအဲ့အဲ့ဒီလိုပဲအဲ့ဒီကိုကန့်တွေရောအခုလက်နက်ကင်ထားတဲ့အဲ့ဒီအုပ်စုတွေစစ်အုပ်စုတွေပလောင်တွေရဲ့စစ်အုပ်စုတွေအားလုံးကိုတန်းစားတဲ့အရေးယူမှာကျန်တဲ့ပလောင်လူမျိုးတွေကျန်တဲ့ကိုကန့်လူမျိုးတွေဘာမှမပြမဆိုင်ဘူး အဲ့ဒီစစ်ကောင်စီနဲ့ပေါင်းတဲ့အဲ့လက်နက်ကင်တွေအားလုံးကိုလက်နက်ဖြုတ်သိမ်းမယ်စစ်ကောင်စီနဲ့အတူတူတဒန်းတစားတဲ့ကျွန်တော်တို့ဒီစစ်ရာဇဝတ်ကောင်ဖြစ်အရေးယူမယ်နိုင်ငံရေးလုပ်ခဲ့ပေးမယ်တို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုကျွန်တော်တို့သိမ်းမယ်တို့တွေအားလုံးကိုထောင်တွင်းအချင်းချမယ်ရှင်းနေရောကိုကလူမျိုးအားလုံးကိုဆိုလိုခြင်းမဟုတ်ဘူးပလောင်လူမျိုးအားလုံးကိုဆိုလိုခြင်းမဟုတ်ဘူးဝါလူမျိုးအားလုံးကိုဆိုလိုခြင်းမဟုတ်ဘူးအဲ့တော့ ကြီးမင်းများခင်ဗျာအဲ့ဒါနိုင်ငံကြီးပဲအဲ့လိုစိုက်တဲ့နဲ့ကျွန်တော်တို့စပြီးစစ်ကောင်စီကိုတော်လှန်ထားတာအဲ့တော့လူဦးတော်လှန်ရေးမှာပေါင်းစားပူးစားပွဲလန်တို့ဖြာခင်းပြီးပွဲလန်တို့ဖြာခင်းပြီးလှုပ်ရှားနေကြတော့စစ်ကောင်စီနဲ့ပေါင်းပြီးလှုပ်ရှားနေကြတယ်တရုတ်လူမျိုးတရုတ်စကားပြော ကိုကန့်ဆိုတဲ့တိုင်းသားကိုခုတုံးလို့တောင်းပလောင်ဆိုတဲ့တိုင်းသားကိုခုတုံးလို့တဲ့စစ်ဘလူးများတာဖြစ်တယ်အဲ့တော့စစ်ကောင်စီနဲ့ပေါင်းတဲ့လူမျိုးစုကိုမဆိုကျွန်တော်တို့ကတဒန်းနစားတွေပဲဆက်ဆံမယ်ဆိုတာကိုပြက်ပြက်သားသားပြောတာဟုတ်လားဝင်ရလေအခုဒီမျိုးနောက်ဒီမျိုးဖြစ်နေနော်ဟိုအစအရင်တော့ကတော့ပြီးခဲ့တဲ့နှစ်လောက်တုန်းကတော့ခင်ဗျားတို့ဝေမဟာမိတ်တွေတိုင်းသားတွေဆိုခုကြတော့ဘလို့ဖြစ်တာလဲအကြောင်းနဲ့မြန်လာပြီလား ဟိုကခင်ဗျားတို့ဟိုတိုင်းသားလက်နက်ကင်ကြီးကလေခင်ဗျားတို့ NGO ကိုလေခေါင်းလည်းမရှိဘူးစောက်ကြည့်လည်းမဆိုင်နော် NGO ဆိုတာတခိုးပဲတောင်းသားအဖွဲ့လိုပဲဟိုကသတ်မှတ်တာလားနော်အဲ NGO နဲ့ပေါင်းတဲ့လူတွေ NGO ထောက်ခံတဲ့လူတွေလည်းသူကတခိုးလေတောင်းသားလေစောက်ပေါ်လေစောက်ပိန်းလေလိုပဲသတ်မှတ်တာလားနော်ခင်ဗျားတို့ကြည့်ရတာဗျာစိတ်မချမ်းသာကြရနော်လောင်မြိုင်ခင်ဗျားပြောတဲ့စကားတွေပြန်နားထောင်ကြည့်တော်တော်လေးကိုအဲ့ဒီတင်မှာစိတ်မကောင်းခြင်းများဆိုတာစိတ်တကြခြင်းများဆိုတာလောင်မြိုင်နေတဲ့ပုံစံကျွန်တော်အထင်သာမြင်ရတယ်နော်